ဟူရှိရှိတုံးကဒေါ်ထဲမှာကြွတွေရဲ့ရွာလေးတရွာရှိပါတယ်။ထိုရွာမှာကြွတွေဟာအေဂျင့်စွာနေထိုင်ကြပြီးသူတို့ရဲ့ဘရင်ကိုလေးစားကြပါတယ်။ကြက်ဖွင့်ဟာဉာဏ်ပညာကြီးမားပြီးမျှတတဲ့စီမံခန့်ခွဲမှုတွေကြောင့်ရွာကြီးဟာတဖြည်းဖြည်းဖွံ့ဖြိုးလာပါတယ်။ဒီနေ့မှာတော့ရွာကိုချင်းတိတကောင်ဝင်ရောက်လာပါတယ်။ချင်းတိဟာကြွတွေကိုချင်းချောက်ပြီးသူတို့ရဲ့ရွာကိုတင်ပိုက်ဖို့စူးစမ်းပါတယ်။ကြွတွေဟာကြောက်လန့်ပြီးဘာလို့ရမှန်းမသိဖြစ်နေကြပါတယ်။ဒါပေမဲ့ကြက်ဖွင့်ဟာစိတ်မပြတ်ပဲသူ့ရဲ့ဉာဏ်ပညာကိုအသုံးပြုပြီးချင်းတိကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူဟာချင်းတိကိုချင်းကက်ပြီးပြောပါတယ်။အိုးချင်းတိမင်းကြီးမင်းကြီးဟာအာဂျီဘီရဲရင်တဲ့တတဝါဖြစ်တယ်။ကျွန်တော်တို့ကြွတွေကတော့တင်းငယ်ပြီးအားနည်းတဲ့တတဝါတွေပါ။ဒါပေမဲ့မင်းကြီးကိုကူညီဖို့ကျွန်တော်တို့မှာဉာဏ်ပညာရှိပါတယ်။ချင်းတိကရေမောပြီးပြောပါတယ်။တင်းငယ်တဲ့ကြွက်လေးမင်းကငါ့ကိုဘယ်လိုကူညီနိုင်မှာလဲ။ကြွက်ဖူရင်ကပြန်ပြောပါတယ်။မင်းကြီးဟာတောထဲမှာအုပ်ဆိုးနေတဲ့ဘရင်ဖြစ်ပေမဲ့တခါတရံမှာတင်းငယ်တဲ့တတဝါတွေရဲ့အကူအညီကိုလိုအပ်တတ်ပါတယ်။ဥပမာမင်းကြီး6ထဲကြာသွားရင်ကျွန်တော်တို့ကြွက်တွေကကဲတင်နိုင်ပါတယ်။ ချင်းသေးကဒီစကားကိုကြားပြီးစဉ်းစားမိပါတယ်သူဟာချက်ဖွယင်ရဲ့ဉာဏ်ပညာကိုအတိအမှတ်ပြုပြီးရွာကိုမဖြတ်စည်းတော့ပဲထွက်ခွာသွားပါတယ်အဲ့ဒီနေ့ကစားပြီးကြွတ်တွေဟာသူတို့ရဲ့ဘယင်ကိုပို့ပြီးလေးစားလာကြပါတယ်ချက်ဖွယင်ဟာသူ့ရဲ့ဉာဏ်ပညာနဲ့ရွာကိုအေးချမ်းစွာအုပ်စိုးနေခဲ့ပါတယ်ဒီပုံပြင်လေးကတော့ဟိုရှိရှိတုန်းကပြောလာကြတဲ့ပုံပြင်တစ်ပုဒ်ဖြစ်ပါတယ်